တော့နှကောင်းအိမ်မှာပေါ့ကွယ်နေနေလို့ခံစားရတော့အဲ့လေနည်းနည်းတော့ပြင်တာပါနော်ဒေါက်တာအိမ်မလောက်တာဘာလာပြောပါတယ်ဘာမလောက်လဲများတော့လေဘာလဲအဲ့လိုပြောရင်ရပြီရှင်းတယ် ်ညဒီနေ့မြန်မာဘာသာမှာကျင်းပရယ် Hollywood Carbon Laser Treatment ပေါ့နော် launch လုပ်တဲ့ပွဲကြီးမှာလာပြီးတော့ပွဲလဲတက်ရင်ပြီးတော့သချင်းလေးလည်းလာပြောပြရပါအရင်ကမနိုင်ပြောရင်တော့အမ်ဘယ်လိုရမလဲအရင်အလားပါနဲ့ပတ်သက်ပြီးတော့အရင် use site တဲ့သူတွေမှာပါဘူးဒါပေမဲ့ဒီနောက်ပိုင်းဘာဖြစ်လဲဆိုတော့အဲ့လိုနည်းနည်း treatment လေးရပြစ်တယ် အကူရတဲ့ skin care ပတ်ကိုပို့ပြီးတော့သွားနေပေါ့နော်။အရင်ကတော့အယွန်းလိုမျိုးအဲကော့ကိုခဲလောက်ကမအောင်တိတ်ပြီးတော့အချိန်မပေးဖြစ်ဘူးပေါ့။ဒါပေမဲ့အခုနောက်ပိုင်းနည်းနည်းကော့ကအသက်နည်းနည်းကြီးလာရလို့ခြင်းတဲ့အတွက်ဟိုလက်ပိုကြီးလို့ရှိရင်ပိုလောက်အောင်လို့တော့အခုခဲလုံနေပါတယ်။ treatment လေးလည်းလုပ်ဖြစ်ပါတယ်။ ပြီးခဲ့ရက်ကအရင်ဒေါက်တာအိမ်မှာပေါ့နော်နှာခေါင်းလေးကျိုးထိုးရတယ်အဲ့ဒါလေးတော့လို့ဖြစ်တယ်ပြီးတော့ Corin dot skin care လို့ဖြစ်ပါတယ်ဟိုအဓိကအများကြီးပြင်တာဟိုလိုအရင်တော့ပြင်တာမကြိုက်ဘူးနှာခေါင်းကြရရနေနှခုတ်ကနှာခေါင်းနဲ့နေနေလို့ခံစားရတော့အဲ့ဒါလည်းနည်းနည်းပြင်တာပြင်တာပေါ့နော်ဒေါက်တာအိမ်မှာလောက်တာအော်အဲ့ဟုတ်တယ်နှာခေါင်းပဲပေါ့လို့နှာခေါင်းနဲ့နေလို့ကော့လုံး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 လေးနဲ့နေနေလုံးလုံးလေးနဲ့နေနေလို့ခံစားရတယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်အဲ့ဒါနှာခေါင်းလေးနဲ့မြင့်မြင့်လိုက်လို့စပါတော့အဲ့ဒါရွေး အဲဘယ်လိုလဲနှကောင်းအိမ်မှာပေါ့ကွယ်နှကောင်းအိမ်မှာဆိုအဲ့လိုပြင်ထားတယ်နည်းနည်းပေါ့ဒါတော့အဲ့တော့တနစ်ကျော်လောက်ပဲခံတာဆိုလို့တသက်လုံးတော့မဟုတ်ဘူးခဏပဲပေါ့တနစ်တနစ်ဝင်ချင်းတနေ့ခွဲလောက်ပေါ့အဲအရင်နှခါတော့ရှိပြီဆရာကြီးမှပဲလောက်တာဆရာအောင်ဒီကနေပဲဒေါက်တာကြီးမှပဲသွားသွားလောက်တယ်နှခေါင်းအောင်လေအဲ့ဒါနာလည်းနည်းနည်းပေါ်တဲ့သဘောဟုတ်တယ်နာလည်းပေါ်အောင်လို့ပေါ့နော်အဓိကလည်းနာလည်းပေါ်မျက်နှာလေးနဲ့တင်းပြီးတော့ဟိုဖြစ်အောင်ပေါ့ ပြီးတော့အယွန်းအော်ဟွားလောက်ထားသေးတယ်အယွန်း high blue လေးလောက်ထားတယ် high blue လေးလောက်ထားတာဆိုအမအဆီယမပေါ့နော်ဆီယမ Catherine Beauty အေးစေကန်လေးမှာ high blue လေးဆီယမကလည်းစေကန်ကိုလာလဲပါအောင်ဆိုတဲ့အချိန်မှာအယွန်းအဲ့မျက်နှာလေးအဲ့လိုလေးလောက်ထားတယ်သူကကျိုးပဲပေါ့နော်နှာခေါင်းမှာပဲကျိုးလေးထည့်တာအဲ့ကျိုးလေးထဲလိုက်တော့ဒီလိုမြင့်သွားတာပေါ့နော်အဲ့လိုလေးပဲသူကကျိုးကကျတော့နည်းနည်းနဲ့ကြာရင်တော့ပျော်သွားအဲဒီဒီနှာခေါင်းထဲမှာပျော်သွားတာဆိုတော့ဒါမှမဟုတ်နည်းနည်းတော့ကြံပါပေါ့နော်တကယ်လို့ ဟိုယွန်းလေးလာရတဲ့လောက်ကနှခေါင်းလေးလာခွဲစိတ်ပြုတ်ပြင်မဲ့ပါလားဆိုလို့ကျွန်တော်အဲ့အလေးကကြံခဲ့တာဖြစ်နေတယ်နည်းတော့ချစ်ထုတ်ရတယ်ပါတော့ရှိရတော့ကြားတယ်အဲ့လိုမျိုးကိုလေးလာရတဲ့လောက်ပေါ့နော်ဒါပေမဲ့အဲ့လိုယွန်းခွဲစိတ်ဖို့နည်းကြောက်တယ်ပေါ့ကြောက်တယ်ပြီးတော့ကိုကအဲ့လိုကော main 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 ကလေးတော့ဖြစ်နေပေမဲ့အရင် main မမဆန်နေဆိုတော့တခါကျအကျန်းပရန်ပါညာဆိုရင်အဲနှာခေါင်းကိုလိုလိုလုပ်ချင်တာလည်းပါခလိချင်တာလည်းဆိုရင်ကကြတော့ကိုကိုအရင်အဲ့အာကြီးပုံမှာဟိုဘယ်လိုရမလဲတိတ်ခန့်နိုင်တော့သေးဘူးလို့ထင်လို့လေနှာခေါင်းခွဲရင်ဘယ်လိုဖြစ်ရောင်းတာနဲ့ဘာနဲ့တော့ အဲတပတ်နှစ်ပတ်အဲ့တော့ကအရန်ခဲလောက်ကမှာဆိုအဲ့ဟာကိုတိတ်ပြီးတော့ဂူးမဆိုင်နိုင်သေးတာပေါ့ဟုတ်အဲရောင်အားတတအောင်အခုရောင်နေတာပေါ့နော်နှစ်ခေါက်ရောင်နေအောင်ပဲရောင်နေလို့ဆိုတော့နောက်လုံးလေးငါးရက်ဆိုတော့လောက်အောင်ပါပို့ရနာရာအနုချင်းတူဆိုတော့အရင်ကအညောသာကြောက်နေရလို့နှာခေါင်းကိုထိုးတာဆိုတော့သိရမလားကြောက်တော့ဆရာသမီးလာချင်တယ်မလားသမီးလိုပဲနေရမယ်ခဏလေးစားကြားလို့ချွတ်ချွတ်ပြီးတော့ နှာခေါင်းလေးလောင်လို့ပြရပါတော့လို့မျိုးဖုန်းလုံငယ်ဒီအစအရောဆုံးတော့မလုပ်ခင်ဟိုးလုံငယ်ဟာကနှာခေါင်းတခါကျိုးထိုးဘူးလေဒါပေမဲ့အဲ့တော့ reset ကိုတော့အရင်မကြိုက်ဘူးပေါ့နော်ဟိုပြီးတော့လို့အဲ့ရလေအဲ့တော့တိတ်ခင်မမိသေးရလည်းပါမထင်ねအဲ့တော့နာကျင်တာအစကွာပူပူနာကျင်တယ်အပြင်အဲ့လို reset ကလည်းတိတ်ပြီးတော့ဟောမဖြစ်ဘူးပေါ့အဲ့မဖြစ်တဲ့ပုံမှာနောက်မထိုးတော့ပါဘူးလေလို့မကြိုက်ဘူးလို့နှာခေါင်းဘယ်လိုဖြစ်သွားလဲမသိဘူးပေါ့ဒါပေမဲ့နောက်ပိုင်းတော့ဆရာဆရာရဲ့ဒီ second နဲ့ပတ်သက်တဲ့ဟာလေးတွေ့လာတော့ ။ဆရာဆရာဆရာတော့တော့ပြီး try ကြည့်မယ်ပေါ့နော်။နှာခေါင်းလေးပြန်ကြိုးလို့ကြည့်မယ်ဆိုပြီးတော့2023ရုံမွေးနေ့လောက်ကဆိုဆယ်လပိုင်းလောက်ပေါ့။အဲအဲလောက်ကမှပြန်ထိုးဖြစ်တာ။ပြန်ထိုးဖြစ်တာ။အဲတော့ကလည်းနှာခေါင်းလေးအဲ့လိုဆရာဒီစားလေးလုပ်ပြီးရပေါ့နော်။အဲ့ဒါအခုကိုယ်နှာခေါင်းကိုပြန်ကြည့်ရတယ်။နည်းနည်းလေးကြံသေးတယ်ဆိုပေမဲ့ဟိုတိတ်မရှိတော့ဘူးကွာ။နှာခေါင်းပြန်ပြားသွား။နည်းနည်းပြန်ပြားသွားနေမှာတော့ဆရာစီပြန်သွားပြီးအခုတော့ထားရှိမှာ။ तू ကတော့ဟို ဟိုတိတ်တော့အရင်ကငကိုပုံစံလေးပဲဟိုဖြစ်တာပေါ့နော်ဒါမဲ့ကြတော့အရင်ကကြတော့လေပြင်နေတယ်ဆိုတော့လေသူတားလို့မရတော့လွတ်ပေးထားတော့ပေါ့ဒီလိုဟိုအဲ့လိုပဲပေါ့သူကလှရပြောပါတယ်ဒါမလှလို့လည်းမရတော့ဘူးလေဘာလို့လဲအဲ့လိုအဲ့လိုအဲ့လိုပြောရင်ရပြီရှင်းတယ်ဟုတ်ကဲ့ပါအဲအခု media ရဲ့ညှိရှိနေကြရဲ့ share ပြသက်တွေအားလုံးကျေးဇူးများတင်ပါတယ်ပြောချင်ပါတယ်အားလုံးပဲစိတ်ထစားကြကိုကျမကြီးလည်းပြည့်စုံပါစေဟုတ်ကျေးဇူးပါကျေးဇူးပါ